အစားနဲ့ပဲဝေးချရမယ်လို့စဉ်းစားထားရဆိုရင်ဒီခုနှစ်ချက်ကိုတည်ထားဖို့လိုပါမယ်။ဘွားနေပြီးအစီရေစုနေပြီဆိုပြီးတော့မှန်းနေကြည့်လိုက်တိုင်းအင်းကြီးရဲ့ဝင်လိုက်တိုင်းဆင်းညင်နေပြီလား။ဝါလာနေမှန်းတော့တည်တယ်။အစီချဖို့လေးစင်ကလုံးရမှလည်းတည်တယ်။ဒါပေမဲ့မအားလို့ကျင်းသွားမှပြင်းလို့ဒီစင်ကလုံးပြီးပြန်လာလိုက်ရင်တချိန်တုန်းဝါလာမှကြောက်လို့ဆိုပြီးတော့လေးစင်ကလုံးဖို့တွန်းဆုံနေလား။တကယ်တော့လေးကျန်ကကိုလေးကျန်ရှော့ချတဲ့နေရာမှာ20ရာခိုင်နှုန်းလောက်ပဲအသုံးဝင်တာပါ ဒီတော့ဇန်နဲ့80ရာခိုင်နှုန်းကဘယ်သူနဲ့တက်ဆိုင်နေရလဲဆိုတော့အစားအသောက်နဲ့တက်ဆိုင်နေရပါအစားအသောက်ထိန်းနိုင်လို့ကတော့ကိုအလေးချိန်လျှော့ချနေတဲ့ပလန်ရဲ့80ရာခိုင်နှုန်းကိုကျော်ဖြတ်ပြီးသားဖြစ်သွားပြီးတော့အချိန်တိုအတွင်းမှာကိုပေါ်မှာစုနေတဲ့အစီအရာကျသွားမှာပါ။ဒါပေမဲ့အစားထိန်းစားတဲ့နေရာမှာနီးမှန်လမ်းမှန်ဖြစ်ဖို့ကတော့အဓိကတော့ချက်ပါ။ ပိန်ကျင်လုံးလို့ဘာမှမစားရင်ကျန်းမာရေးကိုထိခိုက်နိုင်တယ်လို့ရှောင်းဝါးမာတွေကိုစားမိစားတဲ့နာတွေကိုမစားလိုက်မိတဲ့အခါမျိုးတွေမှာကိုလုံးနေတဲ့ဝေးချတဲ့လမ်းကြောင်းလွဲသွားပြီးတော့ဝေးကြကျင်ဆိုတဲ့ပန်းနိုင်ကိုရောက်ဖို့ကြံ့ကြာနေတဲ့တာမျိုးနောက်ခုလမှာတွင်ပြန်ပြီးတော့လှည့်ပြန်သွားတာမျိုးကြုံတတ်ပါတယ်။ဒီတော့ဝေးချနေတဲ့သူတိုင်းဒီလိုပုံစံမျိုးလေးတွေကိုစားတော့ပေးတင်ပါတယ်။နံပါတ်1မနက်စာမစားဘဲမနေပါနဲ့။ပိန်ကျင်တို့ကယ်လိုရီရှော့အောင်မလို့ဆိုပြီးတော့ မနက်စာကိုအငတ်ခံလိုက်မယ်ဆိုရင်ကိုခန္ဓာပိုးစားလောင်နေတက်ပြီးတော့နေ့လယ်စာနဲ့ညစာကိုပိုးစားမိသွားရပါတယ်။နောက်ပြီးတော့ညစာစားပြီးနောက်ပိုင်းနဲ့မနက်စာစားရမယ့်ကြားကြချင်းရ12နာရီလောက်ပဲခြားတင်တာပါ ဥပမာညစာကို၈နိုင်နောက်ပိုင်းဘာမှမစားတော့ဘူးမနက်စာလည်းအလုတ်ခံပြီးတော့နေ့လယ်၁၂နာရီမှအစားပြန်စားရင်ဗိုက်တဲအစာမရှိတဲ့ချိန်က၁၆နာရီလောက်ဖြစ်သွားတဲ့အတွက်အစာအိမ်ရောဂါဖြစ်ဖို့အလားအလာအများများသွားပါတယ်ဒီတော့ဝိတ်ကမကြသေးဘူးအစာရမှာထပ်ဖြစ်တော့နန်းတဝကနေလှည့်ပြန်သွားပါလိမ့်မယ်နံပါတ်နဲ့အစာကိုအချိန်မှန်မှန်စားပါမနက်စာဆိုရင်မနက်၈နာရီနေ့လယ်စာဆိုရင်၁၂နာရီညစာဆိုရင်ညနေ၆နာရီလောက်စားပြီးတာအကောင်းဆုံးပါ နေတိုင်းဒီလိုမျိုးအချိန်မှန်စားတဲ့အတွက်ကြောင့်အစာရစဉ်းစားရသွားပြီးတော့စီကြုံမှုတွေတည်ရင်စားတွေကိုတောင်းထားတာမျိုးတွေခဏပြီးခဏစားအောင်နာတွေလည်းဖြစ်တော့မှာမဟုတ်ပါဘူး။နံပါတ်3အသီးအရွက်တွေကိုစားပေးပါကယ်လိုရီလည်းနည်းတယ်အမြင့်တက်လေကျွေးွားတော့စားပြီးရင်အစာလဲခန့်တဲ့အသီးရတွေကဝေးကြတဲ့ဗန်းနိုင်ကိုမြ мян ရောက်ချင်တဲ့သူတိုင်းစောင့်သွားတဲ့ရိတ်ခါတုပ်လေးတွေပါနံပါတ်၄နည်းနည်းနဲ့အကျဉ်းရင်များများစားပါ နည်းနည်းနဲ့အကျင့်များများစားပန်များလာတဲ့အခါနောက်ပိုင်းမှာအစာနည်းနည်းပဲစားရတော့တဲ့အကျင့်ရသွားပါလိမ့်မယ်။နောက်ပြီးတော့အစာကို32ကျိန်လောက်ဝါးပြီးမှမျိုးချပါဒီလိုမျိုးအစာကိုပြည့်ပြည့်လေးစားတာကြောင့်ဗိုက်ပြည့်ပြည့်ဆိုတဲ့အုံနောက်ကအချက်ပြစနစ်ပြန်လာတဲ့အခါကိုကအစာရိအများကြီးစားမိလျက်သားဖြစ်မနေတော့လို့အစာလဲကြည်အစာလျှော့ပြီးသားလဲဖြစ်မှာပါပိုက်ပြည့်ပြည့်ဆိုတဲ့အချက်ပြချက်အစာရနေအုံနောက်စီကိုရောက်ဖို့အတွက်မိနစ်20ကြာပါတယ်။နံပါတ်5အစာရမ်းမရှောင်ပါနဲ့ ဟိုဟာလည်းမစားရဘူးဒီဟာလည်းစားလို့မရအောင်ဆိုရင်စားကျင်လိုက်တာဆိုတော့ဖီစီမှုကကိုရင်းမှာဖြစ်လာပါတယ်လူဆုံးတာကလည်းမစားလို့ပူစားခြင်းလေမရလို့ပူလို့ခြင်းလေပဲမလားစားလို့ကောင်းမှန်းသိရတာနဲ့စားခွင့်မရှိဘူးဆိုရင်တော့ပူပြီးတော့စားခြင်းမီပေါ့ဒီတော့ဝေးချတဲ့သူတိုင်းအစားအရင်ကြီးရှောင်တာကမှန်ကန်တဲ့နည်းလမ်းတော့မဟုတ်ပါဘူးကိုစားမဲ့ကယ်လိုရီပမာဏတွင်ရှိနေတဲ့၍ကြိုက်တာစားလို့ရပါတယ်။သင်းတင်းတဲ့ပမာဏဖြစ်ပေါ်လို့လာပေါ့ ီတော့အများအားစားမိနိုင်တဲ့တည်ကြမှုတွေကိုအိမ်မှာအများအားဆောင်မထားပါနဲ့နံပါတ်6ရေမြမြတောက်ပါရေမြမြတောက်လိုက်ခြင်းအားဘိုက်ကိုပြေစေသလိုစာလောင်တဲ့စိတ်ကိုပြေပြောက်ပီးသားလည်းဖြစ်စေပါတယ်တကူရှိတာရေမြမြတောက်ရမယ်ရေပါရင်ဆိုပြီးတော့အချူရီတို့အရက်တို့လက်ပြီတို့တောက်ပြီးနေလို့မရပါဘူးအရက်ပြီးရအချူရီတွေကဝေးချနေတဲ့တင်းအတွက်တော့ရန်သူတွေပါနံပါတ်9တနိဒာစားလိုက်တဲ့ကယ်လိုရီမှတ်တမ်းစာအုပ်လေးထားပါ ကိုရဲ့အရက်ရဲ့ကိုလေးချင်ရဲ့ကိုလန့်လှောက်ရှာမှုဘလောက်ရှိလဲဆိုတာရဲ့အဲ့ဒီသုံးခုပေါ်မှာမူတည်ပြီးတနည်းတာလိုအပ်တဲ့ကယ်လိုရီကို တွက်လို့ရပါတယ်။ထွက်လာတဲ့အဖြစ်ကယ်လိုရီပမာဏပေါ်မူတည်ပြီးမနက်စာ၊နေ့လယ်စာ၊ညစာသုံးရက်လုံးကိုကယ်လိုရီနဲ့ချိန်ပြီးတော့စားပါ။အဲ့ဒီအတွက်သီးသန့်မှတ်စုတွေထားပြီးတော့မှတ်ထားတာပို့ပြီးတော့ကောင်းပါတယ်။ကို့မှာတကယ်ဝိတ်ချခြင်းနဲ့စိတ်ဆန္ဒပြင်းပြင်းထန်ရှိမယ်ဆိုရင်မဖြစ်နိုင်ဘူးဆိုတာဘယ်ယာမှမရှိပါဘူး။ ီတော့တကယ်ဝေးကြရမယ်ဆိုတဲ့ဆန္ဒရဲ့စိတ်ရှည်ခြင်းရဲ့အပေါ်မှာပြောထားတဲ့အချက်တွေကိုနိုင်နာရာရဲ့သားပေါင်းလိုက်မယ်ဆိုရင်အချိန်တို့တွင်မှာကိုလိုချင်တဲ့တွင်လျလှပတဲ့ခနာကိုလေးကိုပန်းဆိုင်ရမှာပါနော်